အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုသူရာပြည့်မြဝေဆွေးနွေးပေးနေတာကတော့ချက်မီလင်းတဲ့ပြည့်ချက်တွေနဲ့အဲ့ဒီချက်မီလင်းတဲ့ပြည့်ချက်တွေကိုဖြည့်ရှင်းတဲ့ပုံစံလေးတွေကိုမိတ်ဆွေတို့ကိုဘုသူရာပြည့်မြဝေဆွေးနွေးပေးခြင်းပါတယ်အင်ဂျင်ချက်မီပဲဖြစ်ဖြစ် ABM မီပဲဖြစ်ဖြစ် TRC ပဲဖြစ်ဖြစ်တခြားသောမီတွေပဲဖြစ်ဖြစ်ပေါ့နော်အဒီလင်းနိုင်တဲ့ပြည့်ချက်တွေအများကြီးပဲရှိပါတယ်ဥပမာဆိုလို့ရှိရင်အင်ဂျင်မိုင်းနဲ့ပြည့်ချက်တဲ့အဲဒီအင်ဂျင်မိုင်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ပြည့်ချက်တွေ ဒီရပောင်းနဲ့ပတ်သက်ပြီးကြုံတွေ့ရတဲ့ပြစ်ချက်တွေဆိုလို့ရှိရင်အင်ဂျင်ချက်မီပေးလင်းနေပေါ့နော်ဒါပါဝါထရိန်းဆိုလို့ရှိရင်အင်ဂျင်ချက်မီလင်းနေဒါပေမဲ့တချို့ကားတွေမှာဆိုရင်ဂီယာဘောင်းနဲ့ပတ်သက်တဲ့ပြစ်ချက်တွေကဂီယာသွားပုံမီလီလင်းနေဒါဆိုရင်ဂီယာဘောင်းနဲ့ပတ်သက်တဲ့ပြစ်ချက်မျိုးပေါ့ဗျာเนาะအဲ့လိုမျိုးတွေရှိပါတယ်ဥပမာဆိုရင်ဒီ ABI ဘိုင်းနဲ့ပတ်သက်တဲ့ပြစ်ချက်တွေဆိုရင် ABM လင်းလာနိုင်တယ်တခြားသောပြစ်ချက်တွေလည်းအများကြီးပဲရှိနိုင်တယ်ပေါ့ဗျာเนาะအဲ့တော့သက်ဆိုင်ရာပြစ်ချက်တွေကြုံတွေ့ရတဲ့အခါမှာသက်ဆိုင်ရာချက်မီတွေကိုပေးလင်းပါတယ် ဒါကရင်နှောင်းကကားတွေမှာဆိုရင်တော့အဲ့လိုမျိုးမီးတွေကမလင်းခဲ့ဘူးပေါ့နော်ဒါကနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီကားတွေမှာကကွန်ထရိုးစနစ်တွေများစွာပါဝင်လာတယ်ဥပမာဆိုရင်အင်ဂျင်ပိုင်းမှာဆိုရင်အင်ဂျင်ပိုင်းကိုထိန်းချုပ်တဲ့ကွန်ထရိုးဘူးတွေပါမယ်ဂီယာဘောက်မှာဆိုရင်ဂီယာဘောက်အတွက်တီးတဲ့ကွန်ထရိုးဘူးတွေပါမယ်ဘရိတ်ပိုင်းဆိုလို့ရှိရင်လည်းဘရိတ်အတွက်တီးတဲ့ကွန်ထရိုးဘူးတွေပါမယ်တခြားသောဒီစနစ်တွေအတွက်ဆိုလို့ရှိရင်လည်းကွန်ထရိုးဘူးတွေအများကြီးပဲပါလာတယ်အဲ့လိုမျိုးကွန်ထရိုးဘူးတွေများစွာပါဝင်လာပြီးတော့တက်ဆိုင်ရာအစိတ်ပိုင်းတွေကိုထိန်းချုပ်တာဖြစ်တဲ့အတွက် ချက်မီးတွေကလည်းအများကြီးပဲဖြစ်လာတယ်။ဘာဖြစ်လို့ဒီချက်မီးတွေနဲ့ပေးလင်းတာလဲဆိုတော့ကားမောင်းသူအနေနဲ့ဒါမှမဟုတ်ရင်ကားပြုပြင်သူအနေနဲ့လွယ်လွယ်ကူကူသိရှိအောင်ဆိုပြီးတော့ကားရဲ့တိုင်ခွက်မှာမီးတွေကိုပေးလင်းခြင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမီးတွေလင်းတာနဲ့ပဲပြစ်ချက်ကိုတန်းပြီးတော့သိနိုင်လားဆိုတော့ပြစ်ချက်ကိုတန်းပြီးတော့မသိနိုင်ပါဘူး။ဥပမာပြောမယ်ဆိုရင်ဗျာအင်ဂျင်ချက်မီးလင်းတယ်။အင်ဂျင်ချက်မီးလင်းတယ်ဆိုရင်အဲဖြစ်နိုင်တဲ့ပြစ်ချက်တွေကအများကြီးပဲရှိမယ်။ဒါလေးကိုကျွန်တော်မိတ်ဆွေတို့ကိုမျှဝေပေးချင်တာပါ။ အင်ချမီလင်းနေကျွန်တော်ကားမှာတော့အင်ချမီလင်းနေတယ်။ဘာကြောင့်ဖြစ်နိုင်လဲပေါ့ဗျာနော်။ဒါကိုကျွန်တော်တို့လော်လေကူကူတော့တီးဖို့အတွက်တော့မဖြစ်နိုင်ဘူး။အတွေ့အကြုံတွေလိုမယ်။နောက်တစ်ချက်က special do တွေလိုအပ်မယ်။အဲ့တော့အတွေ့အကြုံတွေက special do တွေကိုပေါင်းဆက်ပြီးတော့မှဒီပြစ်ချက်တွေကိုကျွန်တော်တို့ကအဖြေရှားတာဖြစ်တယ်ပေါ့ဗျာနော်။ဘာကြောင့်ဒီ special do တွေဒီ scan do တွေလိုအပ်လာလဲဆိုတော့အတွေ့အကြုံတစ်ခုတည်းနဲ့ဖြည့်ရှင်းမယ်ဆိုရင်ဒီမရဘူးလားဆိုတော့ရနိုင်တယ်ဒါပေမဲ့ကြာတာပေါ့ ဲ့တော့ special do တွေသုံးလာမယ်ဥပမာပေါ့ဗျာကျွန်တော်ဒါဆိုရင် scan do တွေဖြစ်တယ်ဒါဆိုလို့ရှိရင် tin do ပေါ့ဗျာเนาะဒါတင်းကားကနေပြီးတော့မှအဲထုတ်ထားတဲ့ do တွေဖြစ်တယ်အဲ့လိုမျိုး scan do တွေအများကြီးပဲရှိမယ်ဥပမာ g scan do တွေရှိမယ်အဲ long တွေရှိမယ် h2 တွေရှိမယ် f car တွေရှိမယ် order တွေရှိမယ်ဒီ scan do ပေါ့တော့အများကြီးပဲရှိမှာပေါ့ဗျာเนาะဒါဆိုလို့ရှိရင်လည်းဒါ yoyo tablet မဟုတ်ဘူးပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ပုံမှန်သုံးနေကြအဲဒီပေါ့เนาะ tablet ပုံစံမျိုးလေးပဲဒါပေမဲ့ဒီထဲမှာ အာဒီ software ထည့်ထားတယ်ကျွန်တော်တို့ကဒါခေါ်တာတော့ all in one လို့ခေါ်တာပေါ့နော်ဆရာကျော်စင်ကောင်ထုတ်ထားတယ် all in one set ဖြစ်တယ်အဲ့တော့ဒီ tablet တွေကိုအဲ့ဒီ software ထည့်ထည့်ပြီးတော့မှဒီဂျာဂန်အနေနဲ့အဲတခြားသော tool တွေရရှိအောင်မယ်ပေါ့ဗျာနော်အဲ့မှာကားမှာသွားပြီးတော့ထိုးပြီးတော့မှဒီချက်မီလင်းနာကဘာပြစ်ချက်ဖြစ်တယ်ဘယ်ပိုင်းနေရတော့ဘာပြစ်ချက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကဒါဖြေရှားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ချက်မီလင်းနိုင်တဲ့ ပြစ်ချက်တွေအများကြီးပဲရှိနိုင်တယ်ကျွန်တော်အစာပိုင်းလေးကိုပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်ကားမှာကတော့ချက်မီးလေးနေတယ်ဘာပြစ်ချက်လဲလို့ပြောရင်တကယ်တမ်းကတော့မေးမယ်ဆိုရင်ပေါ့နော်ဒါကတော်တော်လေးအဲဒီပြောရခက်တယ်ဘာကြောင့်လဲဆိုတော့ချက်မီးလင်းနိုင်တဲ့ပြစ်ချက်အင်ဂျင်ချက်မီးပဲဆိုကြပါစို့ပေါ့ဗျာနော်အင်ဂျင်ချက်မီးလင်းနိုင်တဲ့ပြစ်ချက်တွေအများကြီးပဲရှိတယ်ကားမှာစီတိုင်းလေတိုင်းမီတိုင်းရေတိုင်းနောက်စပိုင်းဆိုင်ရာပြစ်ချက်အဲ့ဒီပြစ်ချက်တွေကြောင့်ချက်မီးလင်းနိုင်တယ် အဲ့တော့ကျွန်တော်တို့ဒီကားမှာဆိုလို့ရှိရင်ခုနောက်ပိုင်းကကွန်ဒိုစနစ်တွေများစွာပါဝင်လာတာဖြစ်တဲ့အတွက်စင်ဆာတွေပါမယ်။နောက်ကွန်ဒိုစနစ်တွေပါမယ်။နောက်အက်ကျူရီတာတွေဖြစ်တဲ့ဆလိုနိုက်တွေရှိမယ်။နောက်ဆပိုင်းဆိုင်ရာပြည့်ချက်တွေဖြစ်မယ်။နောက်အဲ့ဒီဆလိုနိုက်တွေစင်ဆာတွေကိုထိန်းချုပ်နေတဲ့အဲ့ဒီဝါယာကြိုးတွေပေါ့ဗျာနော်။တွေ့တွေ့တန်းချိတ်ဆက်ထားတဲ့ဝါယာကြိုးတွေရှိမယ်။အဲ့ဒီဝါယာကြိုးတွေရဲ့ပြည့်ချက်တွေလည်းဖြစ်နိုင်တယ်။အဲ့တော့ကျွန်တော်တို့ကားအင်ဂျင်တစ်ခုမှာစင်ဆာတွေအများကြီးပဲပါမယ်။ ဂရိုင်းဆန်ဆာတွေပါမယ်ကမ်ရှက်ဂရိုင်းဆန်ဆာရှိမယ်ကမ်ရှက်ပိုဇီရှင်ဆန်ဆာတွေပေါ့ဗျာနော်ပြီးသွားရင်နော့ဆန်ဆာတွေရှိမယ်အောက်ဆီဂျင်ဆန်ဆာတွေရှိမယ်အဲဖီယူရီဂျူဆန်ဆာတွေရှိမယ်နောက်အင်ဂျင်ကူလန့်တမ်ပရေချာဆန်ဆာတွေရှိမယ်ပေါ့ဗျာနော်ဆန်ဆာတွေကအများကြီးပဲပါမယ်နောက်ဒီတခြားသောဆန်ဆာတွေလည်းရှိအောင်မယ်ပေါ့ဗျာနော်အဲ့ဒီဥမာလေတကားမှာရှိမယ်ပေါ့ဗျာနော်လေတကားမှာဆိုရင်မော်တာနဲ့လာတဲ့ကောင်းတွေရှိမယ်နောက်ဒီကျိုးနဲ့လာတဲ့ပုံစံတွေရှိမယ်အဲ့တော့ဒီဆန်ဆာတွေမှာပြည့်ချက်ဖြစ်ရင်လေချက်မီလင်းနိုင်တယ် စံစာပြည့်ချက်လို့ဆိုတဲ့နေရာမှာစံစာပြတ်တာလားဥမာကလိုင်းစံစာဆိုရင်ကလိုင်းစံစာနဲ့ပတ်သက်တဲ့ပြည့်ချက်ဆိုရင်အင်ဂျင်နှိုးမရတဲ့အချိန်ကြီးဖြစ်မယ်အမလီဒီကာရဲ့ဒီ position စံစာပေါ့ဗျာတော်ဒီဒီ strategy position စံစာနဲ့ပတ်သက်တဲ့တိချက်တွေဆိုလို့ရှိရင်လည်းအဲ engine တုံးတဲ့ပြဿနာမျိုးတွေ၊ liver နင်းမြတဲ့ပြဿနာမျိုးတွေဖြစ်မယ်။ oxygen စံစာတို့ air fuel ratio စံစာတို့နဲ့ပတ်သက်တဲ့တိချက်တွေဆိုရင်အဲဒီစီစားများမယ်၊စီနက်မော်မယ်ဒီလိုပြဿနာမျိုးတွေဖြစ်မယ်ပေါ့ဗျာနော်။အဲ့တော့ချက်မီးတွေပါပေးလင်းမယ်။အဲ့တော့ စံစာရီနဲ့ပတ်သက်တဲ့ပြည့်ချက်တွေဖြစ်နိုင်သလိုစံစာရဲ့ဝါရီမိုင်းနဲ့ပတ်သက်တဲ့ပြည့်ချက်တွေကြောင့်လည်းချက်မီးလင်းတာမျိုးတွေဖြစ်တတ်တယ်အဲဒါပေမဲ့တစ်ခါလေမှာစံစာရီရဲ့ပြည့်ချက်တွေထဲမှာစံစာရီရှော့ကြရင်အင်ဂျင်ချက်မီးပျောက်တဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်တယ်အဲ့တော့ကျွန်တော်တို့ EFI နဲ့ပတ်သက်တဲ့ကားတွေ EFI နဲ့ပတ်သက်တဲ့အပိုင်းတွေကဒီချက်မီးလင်းမှုလိုအပ်တယ်တော့ဖွင့်တဲ့အခါမှာချက်မီးလင်းမှုလိုအပ်တယ်အဲဒီတော့ဖွင့်တဲ့အချိန်မှာချက်မီးမလင်းမနဲ့ချက်မီးပျောက်နေတယ်ဆိုရင် အင်ဂျင်နှိုးမရတဲ့ SNT ဖြစ်နိုင်ပါတယ်ဒါပေမဲ့ချက်မီကြော်ထားရင်တော့မသိဘူးပေါ့ဗျာတခါကျရင်ချက်မီကြီးကျောနေတာတို့ချက်မီကိုလုံးဝဖျောက်ထားတာတို့ဒါတွေဆိုရင်တော့လည်းတမျိုးပေါ့နော်ပုံမှန်တမယိုးကြဖြစ်စင်ဒီမှာကတော့ချက်မီတွေကတော့ဖွင့်တဲ့အခါမှာလင်းပြီးဖို့လိုအပ်တယ်တော့ဖွင့်တဲ့အချိန်မှာပျောက်နေရင်အင်ဂျင်ချက်မီပျောက်ရင်အင်ဂျင်နှိုးမရတဲ့ SNT ဖြစ်နိုင်တယ်အင်ဂျင်ချက်မီပျောက်နိုင်တဲ့ပြည့်ချက်တွေအများကြီးပဲရှိမယ်ဥပမာဆိုလို့ရှိရင်ဒီ pressure sensor တွေ short ကြတာပေါ့ဗျာเนาะအဲဒီ fuel fuel pressure sensor short ကြတာတို့ တခြား pressure sensor တွေ short ကြတာတို့တော့ position sensor တွေ short ကြတာတို့ဒါတွေကချက်မီပြောင်းနိုင်ပါတယ်ဒါအပြင်ချက်မီခုံတဲ့ပြဿနာမျိုးတွေရှိတယ်ဥပမာ plug wire တွေ plug တွေပြချက်ဖြစ်တာတို့နောက်ဒီအကျိုးတွေမတိတိဖြစ်တာတို့ကချက်မီခုံတယ်ချက်မီခုံရင်လည်းအင်ဂျင်နှိုးမရတဲ့ပြဿနာတွေဖြစ်စေနိုင်ပါတယ်เนาะဒါကြောင့်ပဲချက်မီနဲ့ပတ်သက်တဲ့ပြဿနာတွေကအများကြီးပဲရှိတယ်ဒါကကျွန်တော်ချင်းပြသွားတာက sensor နဲ့ပတ်သက်တဲ့အပိုင်းနောက်တစ်ချက်က ECU နဲ့ပတ်သက်တဲ့အပိုင်း ECU power supply မဝင်တာတို့ ECU မှာ အဲတခုခု short ကြတာတို့ circuit by ရေဝင်နေတာတို့ဒါမှမဟုတ်လို့ရှိရင်ဒီ ECU တွေကိုရေဝင်တာတို့နောက်တစ်ချက်က ECU တွေကိုတခုခုဝင်သွားတာပေါ့ဗျာနော်တခါကြလို့ရှိရင်အကြောင်းမျိုးမျိုးကြောင့်ပေါ့ engine ဝင်တာတို့ auto ဈေးဝင်တာတို့ဒါတွေကလည်းရှိတတ်တယ်အကြောင်းအကြောင်းမျိုးမျိုးကြောင့်ဆိုတာကဒီဒီတခုခုကြောင့်ပေါ့ဗျာနော်ဒီဒီ ECU circuit တွေကိုအဲ့လိုအရေးတမျိုးမျိုးဝင်သွားတဲ့အခါမှာ short ကြပြီးတော့ချက်မီပြောက်တဲ့ engine နှိုးမရဘူးအဲ့နောက်ဒီချက်မီပဲလင်းတယ်ဒီလိုပြဿနာမျိုးကြီးလည်းကြုံတွေ့နိုင်နိုင်ပါတယ် နောက်တစ်ချက်ကတော့ ECU ကနေပြန်ခိုင်းတဲ့ aggregator တွေ aggregator ဆိုတာကတော့အကုန်လုံးကိုပေါင်းပြီးတော့ခေါ်လိုက်တာပေါ့နော် injector တွေပါမယ်နောက် BBDI solenoid တွေပါမယ်နောက်ဒီ ISC ဘာတွေပါမယ်ဒီဘောထဲမှာရှိနေတဲ့ဘာဘော်ဒီ solenoid တွေပါမယ်ပေါ့ဗျာနော်အဲ့တော့ဒီ EDR ဘာတွေလည်းပါမယ်နောက်လေတကားတွေပေါ့နော်လေတကားမှာ motor နဲ့လာတဲ့မျိုးစားတွေဆိုလို့ရှိရင် motor ဘိုင်းတွေပြစ်ချက်တွေရှိတဲ့အခါမှာဆိုရင်ချက်မီလင်းနဲ့ပြဿနာမျိုးတွေရှိမယ်ဒါကကြတော့ control စနစ်တစ်ခုလုံးကိုဆိုတာပါဆန်သာ control actuator ဒီအပိုင်းတွေကြောင့်လည်းချက်မီလင်းနိုင်တယ်အဲ့ဒီအပိုင်းတွေရဲ့ဝါယာကြိုးတွေကြောင့်လည်းချက်မီလင်းနိုင်ပါတယ်အဲ့တော့ဒါကချက်မီလင်းနိုင်တဲ့တိချက်တွေထဲမှာ control ဘိုင်းလေးကိုပြောတာနောက်ထပ်ဘိုင်းကကြာတော့ engine ဘိုင်းတိချက် engine ဘိုင်းတိချက်ဆိုတဲ့နေရာမှာ၄ byte တွေပြုတ်တာ၄ byte တွေကွဲတာ၄ byte ကလေးတွေမမိတာ၄ zip တွေပိတ်တာ၄ zip တွေပေါက်နေတာအဲ့တော့ injector တွေစီကြများတာစီကြမမှန်တာနောက် EGR ဘားတွေ jam ဖြစ်တာ IC ဘားတွေ jam ဖြစ်တာလေတကားတွေ jam ဖြစ်တာအဲနောက်တစ်ချက်ကကျွန်တော်တို့ဒီ ် engine ရဲ့အဲဒီ convention chamber ထဲမှာရှိနေတဲ့ပင်စင်တွေအာအကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာပင်စင်ရဲ့ထိတ်မှာကာဗွန်ဂျိုးတွေများနေတာအဲနောက်တစ်ချက်ကကျွန်တော်တို့ဒီ rain ကြီးကျနေတာအစားရှိသည့်ဖြစ်ပေါ့ဒါတွေကချက်မီလင်းနိုင်တဲ့ပြစ်ချက်တွေဖြစ်ပါတယ်။ဒါကြောင့် engine ချက်မီလင်းပြီဆိုရင်ကျွန်တော်တို့ကဘာနဲ့ပေါင်းဆက်ရလဲဆိုတော့ mechanic တွေရဲ့အတွေ့အကြုံရဲ့အဲ now ဒီ special tool တွေရဲ့ special tool ဆိုတော့မိတ်ဆွေတို့ပြောပြခဲ့သလိုပဲဒီလို scan tool တွေပေါ့ဗျာနော် scan tool တွေကတော့အများကြီးပဲရှိပါတယ်နော်အဲ့တော့ scan tool တွေနဲ့ပေါင်းဆက်ပြီးတော့မှ အဲကျွန်တော်တို့ကအဖြေရှားတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီလိုပုံစံမျိုးစကန်ဒူးတွေနဲ့ပေါင်းဆက်ပြီးတော့မှအဖြေရှားတဲ့အခါကျမှအနည်းဆက်ဆုံးပြည့်ချက်တွေနဲ့အတွေ့အကြုံပေါင်းဆက်ပြီးတော့အဲဒီကျွန်တော်အနေနဲ့ပြုပြင်ရတာဖြစ်ပါတယ်အဲအဲ့တော့ကျွန်တော်ဒီနေရာမှာကျွန်တော်ရဲ့အတွေ့အကြုံရဲ့နောက်တစ်ချက်ကစကန်ဒူးရဲ့ပေါင်းဆက်တဲ့အခါမှာအခုလိုမျိုးပေါ့เนาะ special dew တွေပေါင်းဆက်တဲ့အခါမှာ special dew တွေကဘယ်လိုပုံစံမျိုးတုံးကြမလဲ special dew တွေမှာဘယ်လိုမျိုး function တွေပါလာမလဲဒါလေးကိုလည်းမိတ်ဆွေတို့ကိုမျှဝေပေးခြင်းပါတယ်ဒါကတော့အဲကျွန်တော်တို့ဒီ ဒါနီပြည်သားလည်းပတ်သက်ပြီးတော့အခုမှစပြီးတော့လေးလာမဲ့ညီဒီညီငယ်တွေညီကိုတွေအတွက်ရဲ့နောက်ဒီကားပိုင်ရှင်မိတ်ဆွေတွေအတွက်ရဲ့ရည်ရွယ်တာပါတော့အဲ့တော့ကျွန်တော်တို့စကန်တူးတွေကဘာတွေလုပ်လို့ရလဲဆိုတော့စကန်တူးကတော့လုံးနဲ့လုံးမတူနိုင်ဘူးဒီအမျိုးအစားတွေပေါ်မူတည်မယ်နောက်ဒီပေးရတဲ့တန်ကြီးတွေပေါ်မူတည်တာပေါ့နော်အဲ့တော့စကန်တူးတွေမှာအဲကျွန်တော်တို့အကြမ်းင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အကြမ်းင်း၄ချက်ရှိမယ်။ဘာလို့လို့ရလဲဆိုတော့ကုတ်တွေဖတ်လို့ရမယ်။ DDC တွေပေါ့နော်။ကုတ်တွေဖတ်လို့ရမယ်။ Now live data တွေဖတ်လို့ရမယ်။ live data တွေဆိုတဲ့နေရာမှာ engine ဆိုလဲ engine ရဲ့ data တွေဒီရပေါက်ဆိုလဲဒီရပေါက်ရဲ့ data တွေပေါ့ဗျာနော်ဒါတွေကိုကျွန်တော်တို့ဖတ်လို့ရမယ်အဲ့လိုမျိုး engine ဆိုလဲ engine အဲဒီရပေါက်ဆိုလဲဒီရပေါက် ABS ဆိုလဲ ABS တခြားဘိုင်းဆိုလဲတခြားဘိုင်းပေါ့ဗျာနော်အဲ့လိုမျိုးကြီးကျွန်တော်တို့ဒါဖတ်လို့ရမယ်နောက်တစ်ချက်အနေနဲ့ကကြတော့အဲနာဒါ live data ဖတ်တဲ့အပိုင်းနောက်တစ်ချက်ကကြတော့ edit တွေဆန်းလို့ရမယ်တချို့ပစ္စည်းတွေကိုဖြုတ်တာမဟုတ်တချို့ပစ္စည်းတွေကိုအဲကျွန်တော်အနေနဲ့ဒီဆက်သေးကနေပြီးတော့ဖွင့်နေအပိတ်ဖွင့်ပိတ်ပြုလုပ်ရမယ်ဆိုတော့အဖွင့်ပိတ်ပြုလုပ်ရတယ်ဆိုတော့ အပိုင်းတွေရှိမယ်ပေါ့ဗျာနော်ပွင့်ပိတ်ပြုလို့ပြုလို့ရတဲ့အပိုင်းတွေရှိတယ်ချုပ်ပစ္စည်းတွေကတော့ဖြုတ်တဲ့ဆန်းရတာပေါ့နော်ချုပ်ပစ္စည်းတွေကကျတော့ဥမာပြောမယ်ဆိုရင် VDI ဘားတွေဆိုရင်ဒီစကန်ဒူးတွေကနေပြီးတော့မှ on off လုပ်လို့ရတယ်အင်ဂျင်တန်ပြောင်းသွားလားအင်ဂျင်ထိုးရက်သွားလားဒါတွေကိုကျွန်တော်တို့စမ်းသပ်လို့ရမယ်ပေါ့ဗျာနော်နောက်တစ်ချက်က special function တွေ special function ဆိုလို့ရှိရင်လည်းဥမာဒီတကားလဲတဲ့အခါမှာ landing ပြန်လုပ်တာမျိုးတွေအဲနောက်တစ်ချက်ကကျွန်တော်တို့ဒီ auto sea လဲတယ် CVDC တွေလဲတဲ့အခါမှာ ဒီ CVD ကြာပေါက်တွေကို landing ပြန်လောက်တာမျိုးတွေနောက်တစ်ချက်က engine တာတွေလဲတဲ့အခါမှာ engine တာကုတ်တွေပြန်ပြီးရိုက်တာမျိုးတွေဒါတွေက special function ထဲမှာပြန်ပြီးတော့လုပ်ပေးရမှာမျိုးတွေရှိတယ်အဲ့တော့ဒီ scan do တွေကလည်းအရန်အသုံးဝင်ပါတယ်ဈေးတွေကလည်းကောင်းတယ်ဗျ scan do တွေကအဲသိန်းကို10ကနန်းကနေပြီးတော့ချိုး scan do တွေဆိုရင်ရာကနန်းကြီးရှိတယ်ချိုးကားကြီးဆိုလို့ရှိရင် ECU လဲပြီးသွားတဲ့အခါမှာဘာလုပ်ရလဲဆိုတော့ programming တွေပြန်လုပ်ပေးရတာမျိုးတွေရှိတယ် emo code တွေပြန်ထည့်ရတာမျိုးတွေရှိတယ်ဒါတွေကကျွန်တော်အနေနဲ့ဘာလုပ်ရမလဲဆိုတော့ scan do တွေသုံးပြီးတော့ ပြန်လို့ရတာမျိုးတွေရှိတယ်တိုတာကားတွေဆိုရင်အဲပြောမယ်ဆိုလို့ရှိရင်တော့ဒီ2020အောက်ပိုင်းကားတွေကကြတော့16ပင်ကောင်းမှာ4နဲ့73ကိုဂျမ်ဘာခွာလိုက်မယ်ဆိုလို့ရှိရင်ဒါကပြန်ပြီးတော့ဒီ EC လဲတဲ့အခါမှာ Emo ပါတဲ့ကားတွေဆိုလို့ရှိရင်အဆင်ပြေနိုင်ပေမဲ့နောက်ပိုင်းကားတွေကဂျမ်ဘာခွာရုံနဲ့အဆင်မပြေတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကြောင့်မို့တော့စကန်ဒူးတွေကအဲမဖြစ်မနေလိုအပ်လာပါတယ်အဲ့တော့ကျွန်တော်ဒါအကြမ်းကြီးလေးရှင်းပြတာဗျာစကန်ဒူးတွေမှာဘယ်လိုလုံးလို့ရတယ်ဆိုတာလေးကိုရှင်းပြတာပါ ဲ့တော့စကန်တူးတွေနဲ့သုံးပြီးတော့ချက်မီးလေးနေပြီချက်မီးလေးနေဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့စကန်တူးသုံးမယ်ကုတ်တွေဖတ်တယ်ကုတ်တွေဖတ်တဲ့အခါမှာကုတ်တွေမှာဆိုလို့ရှိရင်အကြမ်းချင်းကျွန်တော်တို့ကချီနေ၃ရက်ရှိမယ် current ကုတ်ပေါ့နော် present ကုတ်လို့လည်းခေါ်မယ် last ရှိဖြစ်နေတဲ့ကုတ်ရှိမယ်နောက်တစ်ချက်က pending ကုတ်မဖြစ်သေးဘူးသိမကြခင်မှာဖြစ်တော့မယ်ဆိုတဲ့ကုတ်တွေရှိတယ် now history ကုတ်ဆိုတာရှိတယ်အဲ history ကုတ်ဆိုတာကတော့အရင်တော့ကဖြုတ်ကက်လုပ်ထားလို့ဒါမှမဟုတ်ရင်တခုခုလေးကိုဖြုတ်ထားမိလို့ အဥမာပေါ့ဗျာတော့ဒီအရင်တော့ကတခခုလောက်တာဆို history နေနဲ့တက်နေတဲ့ကုတ်တွေရှိနိုင်တယ်အဲ့တော့ကျွန်တော် history ကောက်ကရောအရေးမကြီးဘူးလားဆိုတော့အရေးကြီးပါတယ် history ကောက်ကလည်းမလုပ်ရမလဲဆိုတော့အဲကျွန်တော်အနေနဲ့ history ကောက်ကိုလည်းထည့်သွင်းစဉ်းစားရမယ်တန်းနင်းကုတ်တွေဆိုလို့ရှိရင်လည်း customer ကိုရှင်းပြရမယ်သိမိကြခင်မှာတော့ဒီ feature တွေကပြန်ပေါ်လာနိုင်တယ်ဆိုတော့ကိုရှင်းပြပေးရမယ်နောက်တစ်ချက်က present code present code ဆိုတာလက်ရှိဖြစ်နေတဲ့ကုတ်တွေပေါ့လက်ရှိဖြစ်နေတဲ့ကုတ်ဆိုတာကတော့ဥမာဗျာ အင်ဂျင်မှာတခုခု socket ကိုဖြုတ်ထားမိလို့တက်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီ scan do ကိုသုံးပြီးတော့ DDC code တွေဖတ်တာကအရေးကြီးတယ် DDC code ဖတ်တာလေးနဲ့တင်အဖြေကိုသိပြီလားဆိုတော့အဖြေကိုသိဖို့တော့ကတော့ကျွန်တော်ရာခိုင်နှုန်း90လောက်ပဲသိအောင်မယ်နောက်တစ်ချက်ကကျွန်တော်ဘာလို့လာလဲဆိုတော့အဲကျွန်တော်အနေနဲ့ live data တွေဖတ်ဖို့လိုအပ်တယ် engine ဆိုရင်လည်း engine ရဲ့ live data တွေပေါ့ဗျာနော်ကျွန်တော်ပြီးခဲ့တဲ့ရပိုင်းအားဆိုလို့ရှိရင် live data ဖတ်ထားတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့အာကျွန်တော်ဒီ IMA နဲ့ပတ်သက်တဲ့အပိုင်းမှာပေါ့နော်ကျွန်တော် live data ကိုဖတ်ထားပါတယ်အဲကျွန်တော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်အဲဒီနည်းနည်းလေးတော့အဲဒီလိုမျိုးပေါ့ဗျာเนาะကျွန်တော်ချမ်းဆောင်လေးပဲပြမရမယ်ထင်တယ်အလင်းပြန်လေးတော့အဲ့ဒီလိုပုံစံမျိုးပေါ့ဗျာဘက်ထရီတစ်လုံးချင်းကြီးရဲ့ဘိုးတွေကိုကျွန်တော်အနေနဲ့ကြည့်လို့ရတယ်ဘက်ထရီလုံးချင်းကြီးရဲ့ဘိုးတွေကိုအဲဒီဖတ်ပြီးတော့ module 1 2 3 4 5 6အစားကြည့်စီပြောပေါ့ဗျာအားလုံးပေါင်းဆိုလို့ရှိရင်တော့ဒီမှာ7တလုံးရှိမယ်ဗျာ အဲ့ဒီစက်တလုံးမှာရှိနေတဲ့အဲဒီဘက်ထရီရဲ့ဘိုးတွေကအဲဒီမှန်ရဲ့လားပေါ့နော်ဥပမာဆိုရင်ဒီကားမှာဆိုရင်16.2ပေါ့ဗျာနော်အဲ့တော့ IMA နဲ့ပတ်သက်ပြီးတော့အဲ့ဒါက insight ကအာ sorry civic က civic ကမှာဘက်ထရီ module 7ခုရှိတယ်သူ့ရဲ့ဘက်ထရီရဲ့ဘိုးတွေကအဲညီရဲ့လားမှန်ရဲ့လားပေါ့နော်ဒါတွေကိုကျွန်တော်တို့စစ်တဲ့အခါမှာဒီအဖြေရှာတာပေါ့ဗျာနော်ဒီဘက်ထရီရဲ့ဘိုးတွေကမှန်ရဲ့လား SOC ကမှန်ရဲ့လား SOE တန်ဘိုးတွေကမှန်ရဲ့လားပေါ့ light data တွေဖတ်ဖို့လိုအပ်တယ် engine လှိုးထားပြီးတော့ဥပမာ IME ဘိုင်းဆိုလို့ရှိရင်လည်း IME battery ရဲ့ဘူတွေကြည့်လို့ရတယ် engine ဆိုရင်လည်း engine ရဲ့ calculator load တွေကြည့်ရမယ်။နောက် engine မှာစီကြတွေမှန်ရဲ့လားမီးပိတာတွေမှန်ရဲ့လားအဲနောက်သူ့ရဲ့ဒီ engine RPM တွေညင်ရဲ့လားနောက် engine ရဲ့အပူချိန်တွေမှန်ရဲ့လားဒါတွေကိုကျွန်တော်စစ်ဆေးဖို့လိုအပ်ပါတယ်။အဲ့တော့ live data လည်းကြည့်ရမယ်။အဲ့တော့ live data နဲ့ပုံနေတဲ့ကုတ်ကိုအဲကျွန်တော်နှိုင်းရှင်ကြည့်ရမယ်။ ပေါ်နေတဲ့ကုတ်ကဥမာ ECD စံစာနဲ့ပတ်သက်တဲ့ကုတ်ဒါဆိုရင်ကျွန်တော်တို့က ECD စံစာနဲ့ပတ်သက်ပြီးတော့မှအပူချိန်တွေမှန်ရဲ့လားအင်ဂျင်ရဲ့အပူချိန်တွေမှန်ရဲ့လားဆိုတာကိုတိုက်ပြီးတော့ပြန်ကြည့်ရတယ်အဲဒီနှစ်ခုကိုကျွန်တော်တိုက်ဆိုင်စစ်ဆေးပြီးတော့မှအပြေရှားရတယ်အဲ့ဒီပုံမှာဘာပြန်ပေါင်းလဲဆိုတော့အတွေ့အကြုံပြန်ပေါင်းကြတာပေါ့ဗျာနော်ဒီလိုမျိုးနဲ့အပြေရှားရပါတယ်အဲ့ဒီနေရာမှာကျွန်တော်စကန်တူးရဲ့အားနည်းချက်တွေရှိတယ်စကန်တူးကိုလည်းကျွန်တော်တို့ကလုံးဝပြေဆုံးရင်ယုံလို့မရဘူးဒါကြောင့်မဲ့ကျွန်တော်တို့ကအတွေ့အကြုံနဲ့ပေါင်းဆက်ရတယ်လို့ဆိုလိုတာပါအဲကျွန်တော်ကြုံမှုတဲ့အတွေ့အကြုံပါဆိုလို့ရှိရင် အဲအဲ့ဒီကားက high a ပြအဲ toyota high a တွေပေါ့ဗျာเนาะအဲ့ဒီမှာဆိုရင်သူကဘာကုတ်တက်တာလဲဆိုတော့ကုတ်ကတော့ကျွန်တော်မမမီတော့ဗျာသူကအဲဒီ thermostat နဲ့ပတ်သက်တဲ့ကုတ်တက်တာအဲ့တော့ thermostat နဲ့ပတ်သက်တဲ့ကုတ်တက်ပြီးတော့မှတကယ်တော့ဗျာဒီကားမှာ thermostat နဲ့ပတ်သက်ပြီးတော့တက်เสียကုတ်ကအဲတက်တက်เสียအကြောင်းမရှိဘူးဒါပေမဲ့ scan do ကြောင့်ဖြစ်တာပေါ့เนาะတက်တဲ့ကုတ်ကတော့ thermostat နဲ့ပတ်သက်တဲ့ကုတ်ဒါပေမဲ့ကျွန်တော်နောက်ထပ် scan do တစ်လုံးနဲ့ အဲဒီထပ်ပြီးတော့စစ်လိုက်တဲ့အခါမှာဘာကုတ်လဲဆိုတော့သူကအဲကျွန်တော်ပယ်တယ်မှာဆိုလို့ရှိရင်အဲဒီဒီ idea switch ဆိုပြီးတော့ရှိတယ်အဲ့ဒီ idea switch နဲ့ပတ်သက်တဲ့ကုတ်ဖြစ်နေတာအဲ့တော့ဆိုလိုတာကဗျာကျွန်တော်တို့ scan do တိုင်းကိုလုံးဝအပြည့်စုံ100%ကြီးယုံကြည်လို့မရဘူး scan do တွေမှာလည်းအားနည်းချက်တွေရှိတယ်ဒါကြောင့်မယ်အမျိုးအစားပုံပြီးတော့ကောင်းလာတဲ့အရေးသွေးတွေပုံမြင့်လာရင် scan do တွေက data အချက်လက်တွေ နောက်ပြစ်ချက်ကုတ်တွေကိုအတိအကျဖော်ပြပေးနိုင်တာပေါ့ဗျာနော်ဒီလိုမျိုးတွေရှိပါတယ်အဲ့တော့စကန်ဒူးတွေက workshop တစ်ခုမှာတစ်လုံးနဲ့နဲ့ပြည့်စုံလားဆိုတော့မပြည့်စုံပါဘူးစကန်ဒူးတွေနှလုံးသုံးလုံးတွေကျွန်တော်တို့ထားထားရတယ်အဲစကန်ဒူးလုံးနဲ့ထိုးကြည့်တယ်အဆင်မပြေဘူးဒါဆိုရင်နောက်ထပ်တစ်လုံးနဲ့ထိုးကြည့်တယ်ခါကြလို့ရှိရင်အဖြေတစ်ခုကိုတိုက်ဆိုင်စစ်ဆေးကြည့်ရတာမျိုးတွေလုပ်ရတာပေါ့ဗျာနော်ဒါကြောင့်ကျွန်တော်တို့စကန်ဒူးတွေကကုတ်ပဲဖက်လို့မရဘူး live data တစ်ခုလည်းပဲကြည့်လို့မရဘူးကုတ်နဲ့ live data တစ်ခုကိုပေါင်းဆက်ပြီးရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့ အဲပြန်ပြီးတော့ပေါက်ဆက်ပြီးတော့မှသာအဖြေတွေရှားတာဖြစ်တယ်ပေါ့ဗျာနော်နည်းနည်း mechanic တွေတော့ကတော့အဖြေရှားတဲ့အခါမှာအတွေ့အကြုံတွေနဲ့တော်တော်လေးစကားပြောတွေလို့ပြောလို့ရပါတယ်နော်အဲ့ဒီပြင်ကိုဒီ scan do တွေနဲ့ကျွန်တော်တို့က edit တက်တွေလုပ်ကြည့်လို့ရတယ်ချုပ်ပစ္စည်းတွေကိုဖြုတ်เสียမလို့ဘန်းနဲ့ edit တက်နဲ့စမ်းကြည့်မယ်စမ်းကြည့်တော့မှကျွန်တော်တို့ဒါဟိုခိုင်းလို့ရတယ်ပေါ့ဗျာနော်တခါကျလို့ရှိရင် BBDI ပါလို့အဲ BBDI slow light ကလို့ကျွန်တော်တို့အာဒီတန်တရားရှိတယ်ဒါဆိုလို့ရှိရင်မလုပ်မလဲကျွန်တော်တို့က စကန်ဒူးနဲ့ထိုးပြီးတော့မှ BBDI ဆလိုနိုက်ကိုအော်မဲအော်မဲလုပ်ကြည့်ကြမယ်ပေါ့ဗျာနော်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကအာဒီခိုင်းကြည့်လို့ရတယ်ကျွန်တော်အဲ့ဒီပုံမှာမှာအဲဒါဆိုရင်အင်ဂျင်ကတုံသွားလားမတုံဘူးဆိုလို့ရှိရင် BBDI ဘာကြောင့်ဖြစ်တာလားဒါမှမဟုတ်ရင်ကျွန်တော်ကလူကြာမှာဂျုံရတဲ့ပြစ်ချက်ဆိုလို့ရှိရင်အဲ sorry ဗျာ Harrier မှာဂျုံရတဲ့ပြစ်ချက်ဆိုလို့ရှိရင်သူကဘာဖြစ်လဲဆိုတော့ BBDI ဆလိုနိုက်ကိုအဖွင့်ပေးပြုလို့ကြည့်တယ်ပြောင်းလဲမှုမရှိဘူး BBDI ဆလိုနိုက်ကိုဖြုတ်ကြည့်တယ် အဘီဗီဒန်စပိုင်ကြောင့်မဟုတ်ဘူးဒါတော့ဒါဆိုရင်မလုပ်ကြလဲဆိုတော့အောက်ကကိုင်းကစ်ကိုခွာကြည့်တဲ့အခါမှာအဲဒီကိုင်းကစ်ထဲမှာ စကားစစ်ကပိတ်နေတာအဲ့လိုပုံစံမျိုးတွေပေါ့ဒါအတွေ့အကြုံတွေမှာပေါင်းဆက်ရတယ်လို့ဆိုလိုတာပါအဲ့တော့စကန်ဒူးကလည်းတရောင်းတနေရာနေပြီးတော့အားဖြည့်ပြီးတယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေပေါင်းဆက်ပြီးတော့မှအဖြေရှာရတာမျိုးတွေဖြစ်တယ်ဒါကြောင့်ချက်မီလင်းတာလေးတစ်ခုကဘာကြောင့်လင်းနေတာလဲဆိုတာကိုဖြေရှာတဲ့အခါမှာဟိုပြောရတာတော့ခက်ပါတယ် အဲ့ဒီအပြင်ကိုကျွန်တော်တို့ပြောရမယ်ဆိုရင် P0171 လို့ P0172 လို့အဲ့လိုပြစ်ချက်တွေကြုံရပြီဆိုရင် system 2လေး system 2 ray ဆိုတဲ့ပြစ်ချက်တွေကြုံရပြီဆိုရင် mechanic တွေအတွက်ကအရင်ကောင်းကင်ရတယ်အတချို့ကတော့ထင်တာကချက်မီလေးနေတာပဲကွာမင်းတို့လည်းတွေးကြုံရှိနေတာပဲ scan 2တွေလည်းရှိနေတာပဲဖြည့်ရှင်းရတာလွယ်ပါတယ်လို့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုး P0171 ဒါကျွန်တော်နမူနာပေးတာပေါ့နော်အဲ့လိုမျိုး system 2လေး system 2 ray ဆိုတဲ့ကုတ်တွေတက်တဲ့အခါမှာတော်တော်ကောင်းကင်ရတယ်ဗျာဘာကြောင့်လဲဆိုတော့သူကအဲ့ဒီကုတ်တွေက အဲပြောမယ်ဆိုရင်ဗျာဒီ C line လေလိုင်းမီလိုင်းရေလိုင်းလိုင်းအားလုံးနဲ့သက်ဆိုင်တယ်အဲ့တော့အင်ဂျင်မှာရှိနေတဲ့စနစ်တွေအကုန်လုံးကိုဆက်ရတာခါကြလို့ရှိရင်ဘာမှမဟုတ်တဲ့ပိုက်လေးကွဲနေတာကြောင့်လေဒီကုတ်တွေတက်နိုင်တယ်ဘာမှမဟုတ်ဘဲနဲ့စီလိုင်းလေးပိတ်နေတာကြောင့်လေဒီကုတ်တွေတက်နိုင်တယ်ဘာမှမဟုတ်ဘဲနဲ့အဲဒီအင်ဂျင်တာလေးလုံးပိတ်နေတာကလည်းဒီကုတ်တွေတက်နိုင်တယ်ဒါကြောင့်မယ်တချို့ပြစ်ချက်တွေကဖြည့်ရှင်းရတာကလွယ်လွယ်ကူကူဖြည့်ရှင်းလို့မရတာမျိုးတွေရှိတတ်ပါတယ်ဒါကြောင့်မယ်ပေါ့နော်အဲကျွန်တော်တို့တစ်ခါကြလို့ရှိရင်မက်ကနစ်တွေနေနဲ့အချိန်တောင်းတဲ့အခါမှာ အာဒီကားပိုင်ရှင်မိတ်ဆွေတွေအနေနဲ့ကတော့နားလည်ပေးစီကြပါတယ်အဲတခါတည်းကြာရင်အဖြေရှာတွေကထင်တယ်လို့မလွယ်တာမျိုးတွေရှိတတ်တယ်ပေါ့ဗျာနော်ကျွန်တော်ခုနစကားကိုပြန်ကောက်ရမယ်ဆိုရင်စကန်ဒူးတွေရှိတယ်အတွေ့အကြုံတွေရတဲ့၄၅စနစ်တွေရှိနေတာပဲဒါပေမဲ့လည်းတခါတည်းမှာဖြေရှင်းတဲ့အခါမှာအများကြီးပဲကျွန်တော်တို့လိုက်ရတာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့မကြုံဘူးတဲ့တိချက်တွေလည်းရှိတယ်ပေါ့နော်အဲ့တော့မကြုံဘူးဆိုရင်တော့အတွေ့အကြုံကအစ်စ်ပဲဖြစ်တယ် သူဝန်သူအထွေကြောင့်ဆယ်နှစ်ပဲရှိရှိ15နှစ်ပဲရှိရှိအဲဒီပို့ပြီးတော့ဗျာဟိုဖြည့်ရှင်းရတဲ့ခါမှာလွယ်ကူတာတော့မှန်တယ်ဒါပေမဲ့ဒီခါလေးမှာကျွန်တော်တို့မတွေ့ဘူးတဲ့အထွေကြောင့်လည်းရှိပါတယ်ဒါကြောင့်ပေါ့နော်ကားပြင်ရတာလည်းဒီခါလေးမှာမလွယ်ဘူးပေါ့ဗျာနော်ပြင်ပရည်သူကလည်းပူတာကတစ်မျိုးကားကလည်းပူလာတာကတစ်မျိုးအဲအဲ့ဒီကနေပြီးတော့မှခေါင်းတွေက6အဲဒီအဲ့မှာဒီချက်ကတစည်းတည်းမဟုတ်ဘူး3-4စည်းလောက်စုံသွားတဲ့ခါမှာဆိုရင်အဲဒီခါကြလို့ရှိရင်လေထွက်နေတာပေါ့နော်ဒါမျိုးတွေလည်းရှိပါတယ်နော်ဒါလေးတွေက ပြန်လည်ပြီးတော့မျှဝေပေးတာပါအဲ့တော့ကျွန်တော် scan 2မှာအဲ့လိုမျိုး live data တွေကြည့်လို့ရတယ် edit တက်တွေကနေပြီးတော့ဆန်သက်လို့ရသလို special function တွေအဲ့တော့ special function ဆိုတဲ့နေရာမှာအဲကျွန်တော်ခုနပြောသလိုပဲ integer code ရိုက်တာမျိုးတွေလုပ်လို့ရတယ်လေတကားတွေအထူးသဖြင့်ကတော့ဒီ Nissan တို့ Honda တို့ Mazda တို့လေတကားတွေလဲပြီးသွားတဲ့အခါမှာအပြင်အတက်ကြဖြစ်နေတာတို့လီဘာနေမရတဲ့ပြဿနာမျိုးဖြစ်တာတို့ဒါဆိုရင်ကျွန်တော်တို့က sorry landing နေပြန်ပြီးတော့လုတ်ပေးရတယ်လေတကားကိုအဲ set ထဲမှာပဲ special function ထဲမှာဝင်ပြီးတော့ storytelling ပြန်လုပ်ပေးရတယ်လုပ်ပေးပြီးတော့မှ RBN ပြန်ငြိမ်သွားတာမျိုးတွေရှိတယ်စက်ထဲမှာလုပ်ပေးတဲ့အခါမှာသူ့ရဲ့ပြောထားတဲ့အတိုင်းလိုက်လုပ်ပေးရင်ရတယ်အဲကျွန်တော်တို့အလွတ်မဲ့စရာမလိုဘူးပေါ့နော် scan do လုပ်တဲ့တုန်းကလည်းဒီခါလေးမှာနည်းနည်းလေးကွဲလွဲမှုတွေရှိတဲ့အခါမှာအဲစက်ထဲမှာပြောထားတဲ့ topic ပါ second 30စောင့်ပါ top ဖွင့်ပါဘယ်နှစ်စက္ကန့်စောင့်ပါဒါမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုတော့သူ့ရဲ့ပြောထားတဲ့အတိုင်းပဲလိုက်လုပ်ပေးရင်ရပါတယ် now EBS sharing gun တွေလဲတဲ့အခါမှာတချို့ကားတွေကပြန်ပြီးတော့ calibration ပြန်လုပ်ပေးရတယ် calibration မလုပ်ရင်ဘာဖြစ်လဲဆိုတော့ အဲဒီမော်တာကအလုံးမလုံးမော်တာလုံးမလုံးရင် steering ကလေးလေးဖြစ်နေလိမ့်မယ်ဒီလိုပုံစံမျိုးကြီးလည်းရှိပါတယ်เนาะဒါကြောင့်မယ်အဲ scan do တွေကလည်းလိုအပ်တယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကလည်းလိုအပ်ပါတယ်เนาะအဲ့တော့ scan do တွေနဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံပေါင်းဆက်ပြီးတော့မှပြည့်ချက်တွေကိုဖြည့်ရှင်းရတာပါဒါကြောင့်မယ်မေရှင်တို့အနေနဲ့ကားရဲ့ဒိုင်ဘက်မှာချက်မီလေးနေပြီဆိုလို့ရှိရင်ဤဆက်ရ workshop scan do နဲ့ထိုးပြီးတော့ဆစ်လို့ရတဲ့ workshop မှာသွားပြီးဆစ်ပြီးတော့မှဘာပြည့်ချက်ဖြစ်တာလဲ ဘာကုတ်တွေတက်တာလဲ లై ဒေတာကဘယ်လိုထွက်နေတာလဲအတွေ့အကြုံတွေနဲ့ပေါင်းဆက်ပြီးတော့ဖြည့်ရှင်းရတာဖြစ်ပါတယ်အဲ့တော့ဒီချက်မီလင်းတိုင်းဘာပြစ်ချက်လဲဆိုတာကတန်းပြီးတော့ပြောဖို့အတွက်ကတော့ခက်ခဲပါတယ်ခါဒီမှာဆိုလို့ရှိရင်ကြုံရတယ်ဗျချက်မီလင်းပြီဆိုလို့ရှိရင်အောက်ဆီဂျင်ဆန်ဆာပြစ်ချက်တို့ MES ဆန်ဆာပြစ်ချက်တို့ MAB ဆန်ဆာပြစ်ချက်တို့ဒါမျိုးတွေဒီခါကျလို့ရှိရင်အဲပြောတာပြောနေတာကြီးတွေ့ရတယ်တကယ်တမ်းကတော့ကျွန်တော်တို့ချက်မီလင်းနိုင်တဲ့ပြည့်ချက်တွေကအများကြီးပဲရှိတယ်အောက်ဆီဂျင်ဆန်ဆာတစ်ခုတည်းပြောလို့မရဘူး AS ဆန်ဆာတစ်ခုတည်းပြောလို့မရပါဘူးเนาะဒါလေးတွေတော့မိတ်ဆွေတို့ကဒါ အဲပြန်လည်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ဒီခါလေးမှာချက်မီကလင်းတယ်အဲလင်းပြီးတော့တော့ပိတ်လိုက်တယ်ပျောက်သွားပြန်ရောတော့ဖွင့်တယ်နှိုးထားတယ်ဒီခါလေးမှာပြန်လင်းလာတယ်အဲ့လိုမျိုးပြစ်ချက်တွေလည်းကြုံရတယ်ဗျအဲ့တော့ချက်မီလင်းပြီဆိုရင်တော့ချမ်းမင်းကတော့ပြစ်ချက်ကုတ်ကတော့ဂျန်ကင်းနိုင်တယ် history ကုတ်ပဲဖြစ်ဖြစ် pending ကုတ်ပဲဖြစ်ဖြစ်ဂျန်ကင်းနိုင်တယ်အဲ့တော့ကျွန်တော်တို့က scan do တွေထိုးပြီးတော့မှစစ်မယ်စစ်ပြီးတော့မှသူ့ရဲ့အဖြေကိုအနည်းဆုံးပြန်ပြီးတော့အဖြေရှာရတာဖြစ်ပါတယ်เนาะဒါကတော့ အဲကျွန်တော်ချက်မီလင်းနဲ့စစ်စေးပြူတဲ့ပြုပြင်တဲ့ပုံစံလေးတွေကိုမိတ်ဆွေတို့ကိုကုသလပြင်မျှဝေတာပါစကန်ဒူးတွေတုံးရတဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်ပြီးတော့ဖြည့်ရှင်းရတယ်ဆိုတာလေးကိုမိတ်ဆွေတို့ကိုကုသလပြင်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေ့ live မှာမှန်းထားတဲ့ comment တွေကို ပြန်ပေးပါအောင်မယ်ခင်ဗျာ GHV တဲ့ GHH မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်အဲ K ခင်ကျွေတင်တယ်နော်မက်ခင်ဒေါခင်ကျွေတင်တယ်နော်မင်္ဂလာပါဗျအဘိဓာကျေးဇူးအများကြီးတင်ပါတယ်ဗျဦးမြင့်စောမင်္ဂလာပါဗျအဘိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကိုညင်ညင်မင်္ဂလာပါဗျအဘိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ audience can do တွေက landing တွေပြီးမလုပ်ဘူးလားတဲ့ order တွေကပြီးလုပ်ပါဘူးဗျကျွန်တော်ပြီးခဲ့တဲ့နှစ်တုန်းကတော့ order voucher တစ်ခုမှကျွန်တော်ကိုင်းခဲ့ဘူးတဲ့တော်တော်လေးလည်းအဆင်ပြေပါတယ် landing တွေပြီးလုပ်ပါတယ်ဗျအဲဒါပေမဲ့နည်းနည်းတော့အဆင်လေးနည်းနည်းလေးခက်တာမျိုးကြီးတော့ရှိပါတယ်เนาะ landing တွေပြီးလုပ်ပါတယ် ဒါပေမဲ့ order အမျိုးအစားလည်းတော့ဆိုင်မယ်ထင်တယ် order မှာလည်းအမျိုးအစားတွေအများကြီးရှိနိုင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါခင်ဗျာအာမတ်ခိုင်ဇပေအေးထင်တယ်နော်မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဦးအေးမြင့်မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုအောင်ဇော်လက်မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုလင်းအောင်မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုနိုင်ညစ်မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုကြည်ရှိန်းထင်တယ်နော်မင်္ဂလာပါဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကိုချစ်ပူမင်္ဂလာပါဗျအခုလဲ EPS မီလင်းလိုက်ကြောက်လိုက်ဖြစ်နေတယ်တဲ့ဟုတ် EPS မီဒီကတော့အဲ့လိုလင်းလိုက်ကြောက်လိုက်ဖြစ်တဲ့ပြဿနာတွေကလေဒီခါလေးမှာဒီ control ဘူးတွေတဲကိုရေဝင်လာတော့ရင်ငွေရကြတော့ကြောင့်လည်းဖြစ်တတ်ပါတယ်နောက် adjo တွေမထီထီဖြစ်လည်းဖြစ်တတ်ပါတယ်နောက်တစ်ချက်က battery ပေါ့နော်ဒီ battery စားပေါက်တာတော့ battery ငုတ်တွေမထီထီဖြစ်လို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်တတ်ပါတယ်ခင်ဗျဟုတ်ကျေးဇူးပါခင်ဗျ Redmi 7A မင်္ဂလာပါဗျာအားပေးတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုမျိုးမင်္ဂလာပါဗျာအားပေးတာကျေးဇူးများကြီးတင်ပါတယ် ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီအစ်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ like ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ like မှာ comment မှတ်မိကြတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကိုဝင်းနိုင်မင်္ဂလာပါဗျအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒါဆိုတော့ဒီနေ့ like ကိုနောက်နေပဲကျွန်တော်ကွင်းပြပါအားပေးတဲ့တယောက်ချင်းညီအစ်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ